အားလုံးပဲမင်္ဂလာပါ20ရက်နေ့ရနေပြီးတော့24ရက်နေ့အထိလေးရက်တွင်ခမ်းမ်းကြလေတွေကိုပြောပြပါမယ်အခုဘက်ကတော့ကြာသပတေးနေ့ရပိတ်ရဖြစ်ပါတယ်လေးရက်ထဲဆော့အားမှာပါအဲ့အတွက်၃ရက်အတော်တွင်ဟုံးမကျော်အတော်တက်မှာအမျက်ရအောင်ပေါ်မနှောင်းရှာကြရမှာပါပဲမခွန်ရဲ့၃ရက်ပေါင်း ခွန်9ရက်တည့်ရပေါင်း6 6ရက်တည့်ရပေါင်းခွန်အဲ့ကီးကြီးကိုမကြော်ပါဘူးဒီထဲမှာမင်းကစားရမယ်အလုံးကတော့ခွန်ဖြစ်ပါတယ်နောက်ဆောင်ပေါင်းချင်းတည့်ရနှစ်ရပေါင်း3 3ရက်ထိုင်းပါဝါတက်3ရက်နှခံ5တက်5ကီးရလဲကိုမကြော်ပါဘူးခွန်3ရက်6ခွန်ရဲ့ 3ရက်6ရက်3လောက်ပေါင်းရင်3 3ပေါင်းပါ8 38ချင်းရတယ်10ဘက်ကျော်နေပါပြီအဖွင့်နေအားသာပါတယ်အဖွင့်နေမိနစ်ညမှာ38ချင်းခြင်ပါမယ်နောက်ခါလေးလုံးခွေ3489ရော3849ခွေ3849ကိုဘူဝအခွေရလဲလာပါလိမ့်မယ်နောက်လေးလကျော်မှာ ပြက်ပဲမရှိသေးဘူးခွေးနေတဲ့အခွေရလဲငါးတုံနဲ့နှစ်ခွန်ခွေရလဲလေးလာကြောင်နေပါပြီသူလဲလာပါတယ်ငါးတုံနဲ့နှစ်ခွန်ခွေဘူးဒီခွေတဲ့အပူထွက်မလားလို့ဒီတစ်ပတ်ကိုတော့ငါးဘူးဖြစ်ဖြစ်ခုံဘူးဖြစ်ဖြစ်မာဘူးလေးတွေတစ်ချက်ဒီအခုပတ်မှာနည်းနည်းဟိုဟာဖြစ်ပါစိတ်ထဲမှာကြိုက်တာကိုပြောတာနော်ဒီမှာခါးညီကိုကြားထားလို့ ၃၈အချင်း၉၃ညအချင်းနေလာပါမယ်၃၄၈ပြိတ်တင်လာပါမယ်နောက်ထိတ်နဲ့ပိတ်နဲ့ဒီကိုကြားထားလို့ရှင်၂ရက်တော့ဒီမှာ၅၃ညအချင်းနေလာပါတယ်နောက်ကြားတော့ကနန်းဒီမှာစင်းငန်းကနန်းကြီးကြားထားတယ်နဲ့၃၄၃၄၅ ပြီးခဲ့တဲ့ဘက်ကလည်းကြာတယ်အခုဘက်လည်းကြာထားတယ်အဲ့လိုကြာထားလို့ရှင်လေးလာပါတယ်လေးလာတယ်ပါဝါလာတယ်ပါဝါကနောက်ပိုင်းမှာတော့ပြန်ပေးနေတယ်ဟိုရှည်တုန်းကလည်းနည်းနည်းပြက်လို့သူ့ထဲမှာပဲဒါပေမဲ့အခုဘက်မှာပါဝါပါဝါနဲ့နှက်ခတ်ကနေ့ရက်တော့တက်မှာကြာမယ်အနေထားမှာရှိပါတယ်ဒါလေးကိုတစ်ချက်စစ်ပေးမယ်။ကနန်းဆုံးထွက်ခဲ့တဲ့အတွက်ကြောင့်မလို့ပါဝါနက်ခတ်နှစ်ရက်အတွင်းဒီဟာလိုက်မယ်ဆိုရင်လေပါဝါနဲ့နက်ခတ်လိုက်မယ်ဆိုရင်လေကနန်းတစ်လုံးစာပဲရှိတယ်။အမျက်ရရင်နားပါ ဒီမှာလဲဒီကနန်းဘုံဒူကနန်းဖြစ်နေတဲ့အတွက်ခေါင်းတစ်လုံးကိုလက်ကင်ထားပြီးစော့လို့ရပါတယ်သူလည်းဟုတ်မှကြောက်ပါဘူးဒီလေးဟာလဲကနန်းစီနီယာနေဖြစ်တဲ့အတွက်လာမဲ့လေးဟာလဲသူကနှစ်ရက်တော့တွင်ကြပါမယ်သူတို့ဟာသုံးရက်တော့တမပြီးမဲ့ကိစ္စတွေပါဒါလေးကိုကိုကြိုက်နှစ်တရားနဲ့တစ်ခုခုနဲ့သွားပြီးတော့အမျက်ရအောင်လုပ်ပါအဖွဲ့နေမှာတော့ဒီအဖွဲ့နေမှာတော့အားသာလက် ဝန်ကျင်ရ300ဝန်ကျင်ရှိတယ်နော်ဒါလည်းငါးသုံးဝန်ကျင်ရလည်းအဖွဲ့နဲ့မှာပို့ပြီးအားသာတယ်သူ့ကိုလည်းတစ်ချက်ပြပေးမယ်နှစ်ရတော့တွင်ကြာမယ်ဝန်ကျင်ရလည်းငါးသုံးညာချင်းရှိတယ်ဒီနှစ်ခုကိုဟို inclinator မှာတစ်ချက်တော့စစ်ကြည့်ကြမယ်နော်ဒါဒါမှ power နှစ်ခက်ကိုလိုက်တယ်မလိုက်တယ်ကိုပေါ့ဆုံးဖြတ်ပေါ့နော်ပြပေးမယ်ဒီမှာကဏ္ဍစုံကြာထားတယ်ကဏ္ဍအစုံကြာထားတယ်0ကနေ9ထိ အကောင်လုံးကနန်းဆောင်ချတာကြားထားတယ်အဲ့ဒီကြားထားလို့ရှိရင်အဲ့ဒီကြားထားလာရဲ့နောက်ပတ်ပါပါပါဝါနဲ့နက်ခတ်နှစ်ပင်နဲ့တပင်ကြားပါတယ်ဘူးမကြော်ပါဘူးဒီမှာနက်ခတ်ကြားပါတယ်ဒီပမာလည်းကနန်းဆုံးကြာထားပါတယ်ကနန်းဆုံးကြာထားရဲ့ပါဝါနဲ့နက်ခတ်နှမျိုးတွေကတမျိုးကြာပါတယ် ဒီမှာလည်းကနန်းစုံကြာထားပါတယ်။၃ရက်နေ၉အထိကနန်းစုံကြာထားတယ်။၃ရက်အတွက်တည်းမှာ ပါဝါနဲ့နှက်ခတ်လာပါတယ်။ဒီမှာလည်းကနန်းစုံကြာထားတယ်။၃ရက်အတွက်တည်းမှာပါဝါနဲ့နှက်ခတ်လာပါတယ်။ဒီမှာလည်းကနန်းစုံကြာထားတယ်။၃ရက်အတွက်တည်းမှာပါဝါနဲ့နှက်ခတ်၂မျိုးရဲ့၁မျိုးလာပါတယ်။ဒီမှာလည်းကနန်းစုံကြာထားတယ်။ တော့ရဲ့အတော့အတွက်မှာပါဝါနဲ့နှခမ်းနှမျိုးရဲ့တမျိုးလာပါတယ်ဒီမှာလဲကနေဆုံးကြာထားတယ်တော့ရဲ့အတော့အတွက်မှာပါဝါနဲ့နှခမ်းတမျိုးလာပါတယ်ဒီမှာလဲကနေဆုံးကြာထားတယ်တော့ရဲ့အတော့အတွက်မှာပါဝါနဲ့နှခမ်းနှမျိုးရဲ့တမျိုးလာပါတယ်အခုဒီကြတဲ့အပတ်မှာလဲ ခဏဆုံးကြာတာပါပဲ၄ရက်တည်းနဲ့ခဏဆုံးကြာသွားပါတယ်ဒါကြောင့်မလို့ပါဝါနဲ့နက်ခတ်နှမျိုးတွေကတမျိုးဟာခူးမကျော်လာပါလိမ့်မယ်ဒီကြာတဲ့ပရေပိတ်ရက်မတိုင်ခင်၃ရက်တော်တော်မှာအမျက်ရအောင်လုပ်ပါအခုကြာတော့ဒီမှာမြင်လာလေးတစ်ချက်ပြပေးမယ်ဖွင့်နေအားတာရပေါ့နော်အင်္ဂါနေ့မနက်ကနေခွန်ရှင်းပေါင်းခြင်းငါးနက်ခတ်၃ 53ဟာ53အချိန်ဟာအဖွင့်နေဂီးအနေနဲ့ကြာတာတွေ့ပါတယ်။ဒီမှာအင်္ဂလန်ဒီကနေ64အဲ့တော့64ဟာပေါင်းလိုက်လို့ရှိရင်3ည3ညရဲ့နှက်ခွန်အဲ့တော့64ပေါင်းလိုက်လို့ရှိရင်3ညခွန်ဝန်းကျင်ဟာဒီမှာအဖွင့်နေပွဲမှာကြာပါတယ်။ဒီမှာအင်္ဂလန်ဒီကနေ6တက်ဒုညခွန်ဝန်ကျင်ဟာဒီမှာဖွင့်နေမှာကြပါတယ်ဒါကတော့အင်္ဂါနေ့မရှိဒီမှာအင်္ဂါနေ့ကနေ9ခွန် ။ကောင်းချင်းနှစ်နှစ်လေးဝန်းချင်းနှစ်ရက်တော့တွင်ကြပါတယ်။ဒီတစ်ပတ်မှာဒီတစ်ပတ်မှာနောက်ရက်ရောက်တယ်ဒီတစ်ပတ်သေးပေါ့နော်။ဒီတော့တွင်လေးမှာသူကျွေးနေတယ်။အဲ့မှာ၃လေးနှလုံးပေါင်းခြင်းလေးလေးနှစ်လေးနှစ်ခန့်နှစ်လေးနှစ်ဝန်းချင်းဒီမှာပြန်ဝင်ပါတယ်။လေးတလေးခုံပေါင်းခြင်းတက်ဒီနှစ်ခန့်ရှစ်တက်ရှစ်ဝန်းချင်းဖွင့်နေမှာပြောင်းလာမှာအဲ့တော့တချဝန်း တချောက်ပေါင်းရင်ခွန်ခွန်သုံးရဝန်းကျင်အဖွင့်နေမှာပြောင်းလာပါတယ်ရှင်ငါပေါင်းရင်သုံးသုံးငါဝန်းကျင်အဖွင့်နေမှာပြောင်းလာပါတယ်လေးသုံးပေါင်းရင်ခွန်ခွန်သုံးရဝန်းကျင်အဖွင့်နေမှာပြောင်းလာပါတယ်ရှစ်ချောက်ပေါင်းရင်လေးလေးနှစ်ဝန်းကျင်အဖွင့်နေမှာပြောင်းလာပါတယ်သုံးရငါပေါင်းရင်ငါသုံးဝန်းကျင်အဖွင့်နေမှာပြောင်းလာပါတယ်အခုနှစ်သုံးပေါင်းရင် ၅သုံးဝန်းကျင်ဟာအဖွင့်နေမှာပြန်ဝင်မယ်လို့ခန့်မှန်းပါတယ်ဒါကြောင့်မလို့အဖွင့်နေဝန်းကျင်နေဖြစ်တဲ့၃ရှစ်ဝန်းကျင်၅သုံးဝန်းကျင်ဒီနှစ်ခုကိုလက်ကင်ထားပြီးတော့ဒီနေ့မှာပဲအမြတ်ရအောင်လုပ်ပါเนาะဒီမှာထိတ်နဲ့ဗိတ်နဲ့အညီကိုဖြစ်နေတယ်တစ်တုံညာအညီကိုဖြစ်နေတယ်ညီကိုဖြစ်နေလို့ရှိရင်ဒီမှာအပိတ်နေမှာညီကိုနဲ့ပိတ်တယ်ဆိုရင် तू က ါးသုံးယောက်ဝန်းကျင်ရယ်လာနိုင်ပါတယ်နော်ဒီဒီမှာလဲထိတ်နဲ့ဘိတ်နဲ့ညီကိုနဲ့ညီကိုဖြစ်တယ်ငါးသုံးယောက်ဝန်းကျင်နှစ်ရက်တော့တက်มาလာတယ်အဲ့တော့ဒီငါးသုံးယောက်ဝန်းကျင်ရယ်နှစ်ရက်တော့တက်มาချောင်းပိတ်စဉ်းစားမှာပေါ့နော်နောက်ပြီးကျတော့တစ်ခုကဒီမှာပါဝါလာဖို့ရှိတဲ့အတွက်ခါပေါင်းခြင်းခါခါလေးလုံးခွေဖြစ်တဲ့သုံးရှင်းလေးခုမှာပါဝါနေဖြစ်ပါတယ်။နောက်ပြီးကျတော့ငါးသုံးရက်နှစ်ခွန်မှာငါးသုံးရက်နှစ်ခွန်မှာဆိုရင်လေသူကပါဝါလေးပါဝါစုံနေပေါ့နော် အခုကြဒီထက်မှနက်ခတ်တစ်ခုလည်းရှိတယ်။ပေါဝါနဲ့နက်ခတ်ကိုလိုက်မယ်ဆိုလဲပေါဝါနဲ့နက်ခတ်ကိုရတဲ့ဒီကိုရတဲ့ one chain တွေကိုပေါဝါနက်ခတ်ထားပြီးတော့စောသွားပါမယ်။ဒီဥကိုင်းမယ်ဆိုလဲဒီအဖွင့်နေမှာတဲ့နှလုံး၊ညနှလုံးအဲ့လိုတူနေပြီတဲ့နှလုံး၊ညနှလုံးဖြစ်နေတဲ့အတွက်သူကသုံးလုံး fry အနေနဲ့ဆင်းမလား ဒီ၃လုံးဆင်မလား၃ည၃လုံးဆင်မလားဒါလည်းတစ်ချက်စဉ်းစား၃ည၈ဝန်းကျင်၃ည၉ဝန်းကျင်ကြီးရှိနေတဲ့အတွက်၃ည၃လုံးအောင်လှနေတယ်ပေါ့နော်၃လေး၈ပြိတ်တွေကဒီမှာခါညီဖို့ဖြစ်တာကိုအောက်က၃လေး၈ပြိတ်တွေလာမှာကိုဒီမှာတည့်ရက်မလာသေးဘူးဒီမှာနောက်ရက်မှာ၃လေး၈ပြိတ်လာမလားအဲ့ဒါခေါင်းထဲကိုထည့်တာပါအခုကျတော့ပြိတ်တူတွေကြာထားတာဖြစ်တဲ့အတွက်၁၃၆၈ပြိတ်ကလည်း သူကလာပါတယ်ဒီဆောင်ပေါင်းချင်း9ရက်10ရက်ဆောင်ပေါင်းချင်း6 6ဘောက်က1 6 19ဘရိတ်သူကလည်းအဲ့ဒါလည်းဘုံမကြဘရိတ်တလုံးကတော့အမြဲလာပါတယ်ကျန်ရက်တွေမှာလည်းနောက်ထပ်ဘရိတ်ကြီးဆက်ထွက်ပါတယ်ဘုံမကြဒီဘရိတ်၃ခုလည်းတစ်မျိုးလည်းလာပါတယ်ဒီနှလုံးပေါင်းချင်းကလည်းခွန်ခွန်ပတိအနေနဲ့ခွန်ကအားသာဒီတစ်ပတ်မှာလာပါတယ်အဲ့တော့ဘောက်ကနန်းကိုအဖွင့်နေမှာပဲကြည်ကြည်ကြည်အမြဲမြဲအမြဲမြဲများရအောင်ရှာဖွေနိုင်ပါစေပောက်ပါစေလို့ဆုတောင်းပါတယ် alo mê con ngon nha bà dĩ phải mày nói